ရိုးသားမှုကိုအခြေခံပြီးတော့အမှန်ကိုဖော်ထုတ်နိုင်ခဲ့တဲ့အခွန်အရာရှိမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇာကားလေးကတော့2018ခုနှစ်က ထွက်ရှိခဲ့တဲ့ Race ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းနေ့မှာတော့စင်ရဲသားတွေစီကခေါင်းပုံဖြက်လက်ပီးလက်ယူမှုတွေနဲ့ချမ်းသာလာခဲ့ပြီးတော့တစ်ဖက်မှာလူများအမြင်ကြည်အောင်ဘလူးကောင်းကွယ်ထားတဲ့လူချမ်းသာတွေပြည်သူတွေကိုတုံးချပြီးတော့ကုကြိုးရှာတဲ့နိုင်ငံရေးသမားတွေကိုသူတို့ရဲ့စီမံမှန်တကယ်တရားပေါ်အတွင်းကနှစ်ကုတ်ခဲ့ဖြစ်ပျက်လေးကိုအခြေခံတည်ပြီးတော့ရိုက်ကူးထားတာဖြစ်ပါတယ်ဒါကိုယူသားပြီးတော့ ကိုရိတ်ခံယူချက်အတိုင်းလုံးဝတရားမပြတဲ့အစိုးရအရာရှိတယောက်သူတို့စီမှာရှိဘူးခဲ့တယ်ဆိုတာကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။အရင်အရာရှိတွေနဲ့မတူဘဲအလုပ်ကိုအမှန်ကန်လုပ်တဲ့သူတွေတွေ့တဲ့အခါမှာတော့ဂုတ်သွေးစုံနေတဲ့ကိုဂျိုးရှာနိုင်ငံကြီးသမားကြီးဘာရီဆက်ပြီးတော့ဖြစ်သွားမလဲဆိုတာကိုအတူတူကြည့်ရှုလိုက်ကြရအောင်ပါ။ ဇလန်နီရဲ့ဆမတော့မစ္စတာအာမီကမစ္စတာဘက်ချာစီကိုရောက်လာခဲ့ပါရီဒိုင်မစ်အာမီကစီကံဖောက်တယ်လို့ဖြစ်နေတာကြောင့်ဝန်ထမ်းကြီးကကြားပါရီအဲဒါကြောင့်အာမီကထွက်သွားဖို့ကြိုးစားတဲ့အချိန်မှာမစ္စတာဘက်ချာရောက်လာခဲ့ပြီးတော့လာပြန်ခေါ်ပါရီအာမီကတော့သူကစီကံဖောက်တဲ့သူမဖြစ်ချင်တာကြောင့်မလုပ်ဘူးလို့ပြန်ဖြေခဲ့ပါရီမစ္စတာဘက်ချာကတော့သူကိုယ်တိုင်မင်းအာမီကိုဖိတ်ထားခဲ့တာကြောင့်ပြန်မလေးဖို့တောင်းဆိုနေတာပါအာမီကဖနက်ဆုံနေတော့သူအထဲကိုမဝင်ချင်တာကြောင့်အိမ်ထိဝေးလေပြန်မလေးနိုင်တော့ပါဘူးအဲဒါကြောင့်မစ္စတာဘက်ချာလေး ဒီနီနာမှာသူ့ရဲ့ဖက်နက်ဆိုင်ရှိတာကြောင့်အာမီတွေဖက်နက်တတိယံသွားပြီးတော့ယူခိုင်းလိုက်မယ်လို့ပြောနေပါရင်အိမ်နောက်မှာတော့အာမီကလက်ခံလိုက်ပြီးမြက်ဖက်နက်တွေတန်ဟာတန်ကြီးကိုဘက်ချောက်ကိုပြန်ပြီးပါရင်အစိုးရဝန်ထမ်းတယောက်တော့ကတော့လက်ဆောင်ဆိုတာကလက်ထိုးသလိုပဲမလို့လက်ဆောင်ဖြည့်မယူချင်ပါဘူးတကယ်လို့အာမီသာလက်ခံလိုက်ရင်တော့ဒီလက္ခဏာမျိုးကိုယာယီပြောင်းရွှေ့ခံရမှာမဟုတ်ဘူးလို့ဘက်ချောက်ကိုရှင်းပြနေပါရင်အိမ်နောက်မှာတော့အာမီအတင်းထိုးပြီးနေတာကိုမြင်ပြီးတော့မစ္စတာရာမီရှာဝါကယူသသားရှာထားတဲ့ငွေကိုလက်ခံဖို့ဘက်ချောက်ကိုပြောလိုက်ပါရင်အဲဒါကြောင့်အာမီလေး ီမျိုးမှာယူသားတဲ့သူတယောက်မှမရှိတာလားလို့မေးလိုက်ပါတယ်။အာမီကတော့ Mr. Rami Shawa ကမြန်မာရှင်ကန်ထရိုက်တာစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေရက်တည်နေပြီးတော့အမတ်နေရာကိုသုံးချိန်ကိုယ်တိုင်ဝင်ရွေးခန္ဓာကိုပါတည်ပြီးသားဖြစ်နေပါတယ်။ Mr. Rami Shawa ကရွေးကောက်ခံနေမြေ51ရေထောက်ခံမှုကိုရထားပြီးသားဖြစ်လို့နာမည်ကျော်ကြားပါတယ်။အဲဒီနောက်ရက်တော့စားကြတဲ့အခါမှာအာမီကသူ့ဝေတောင်းနိုင်တဲ့ရက်ပလင်းလေးကိုယူလာခဲ့ပြီးတော့ခွက်သေးကိုထိလိုက်ပါတယ်။အဲ့ဒါကြောင့်အားလုံးကဝိုင်းကြည့်နေတဲ့အခါမှာဘာကြလဲသူစီစဉ်ထားတာတွေကိုအာမီကိုပြောပြပါတယ်။ဒါပေမဲ့ အာမီကတော့ညင်းဆိုခဲ့ပြီးတော့သူဝယ်တောင်းနိုင်တာကိုပဲတောင်းမယ်လို့ပြောခဲ့ပါတယ်။အိမ်နောက်မှာတော့အာမီအိမ်ပြန်ရောက်တဲ့အခါမှာပစ္စည်းကိုမိမဖြစ်သူကနေရာချပြပါပြီ။မိမကတော့သူအခွန်ရုံးကားလူနဲ့လက်ထက်ရတော့မယ်လို့မိဘတွေကိုပြောတော့ကရှာဖွေတင်းစီအရာရှိမှန်းတိခဲ့ပြီးမြင်နောင်နာရတယ်လို့ပြန်ပြောနေခဲ့ပါတယ်။မိမဖြစ်သူကတော့ပိုင်ဆိုင်မှုနည်းနည်းပဲရှိတာကြောင့်မဟုတ်ပေတခြားသူတွေနဲ့အရက်သွားတော့ပြီးတော့သူ့ကိုထားခဲ့တဲ့အာမီကိုနည်းနည်းရစ်ချေုံပါပဲ။နောက်တစ်ရက်ရောက်တဲ့အခါမှာတော့လာလန်ဆူကြီးဆိုတဲ့အကြီးရန်ခွန်ရုံးလက်ထောက်အရာရှိက အမေကိုတရုံလုံးကလူတွေနဲ့မိတ်ဆက်ပေးပါရင်လာလံမြင်းမူထာရာတာဘီလို့ခေါ်တဲ့ခွန်ယုံလက်ထောက်အရာရှိအောင်ရှိနေပါသေးတယ်။အဲဒီနောက်မှာတော့အမေကဝန်ထမ်းအလုံးကိုထိုင်စီခဲ့ပြီးတော့သူကလမ်းညွန်ပေးပါရင်အခွန်ကောက်ယူမှုတိုးတက်လာခြင်းမရှိတဲ့ပုံမှာအမေကတော့တီးကြတီးကြတဲ့ထောက်လိုင်းစစ်ဆေးတွေလုပ်ပြီးတော့ရှောင်းနှခင်ဝင်ရောက်စစ်ဆေးစီပါရင်ပြီးတော့ဌာနအနေနဲ့အခွန်ရှောင်းခြင်းကိုလက်မခံနိုင်တော့ဘူးဆိုရင်ရှောင်းဖီရမ်းမှထုတ်ပေးရမယ်လို့အမေကပြောလိုက်ပါရင်အဲဒီလိုနဲ့အမေထွက်သွားတဲ့အခါမှာလာလံကအမေခုမှရောက်လာလို့သာဒီလိုတက်ကြွနေတာလို့ပြောလိုက်တာကိုအမေကကြားသွားခဲ့ပါရင် အိမ်နောက်အမေကပြန်လည်လာပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်ကသူနဲ့ IA အရာရှိတယောက်ရေးထားတဲ့ဟင်းဒီဘာသာမဂ္ဂဇင်းကိုပြီးလိုက်ပါရင်အဲဒီမဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာလေအမေနဲ့ IAS အရာရှိတို့ရဲ့ပုံနေပါနေပါရင်တကယ်တော့အမေကသူ့ရဲ့လုံသက်9နှစ်အတွင်းမှာ49ချိန်တော့ပြောင်းရွှေ့တောင်းဝန်ပြီးခံခဲ့ရတာကြောင့်နောက်ထပ်ပြောင်းရွှေ့စာမကြခင်အထိကိုအတန်ဒီထွက်လာဖို့မျှော်လင့်ထားလို့ပေါ်တင်ပြောလိုက်ပါရင်အဲဒီနောက်မှာတော့လာလန်ကမစ္စတာဘာဂါဟန်စီကိုတွားပြီးတော့ရှောင်းနေခင်စစ်စေးတွေစရုံမှမလို့ ကာဝေထားရမယ့်သတင်းစိုးကိုပြောပြပါရင်ဘာသာဟန်ဖောက်တဲ့တော်တော်များများပြဿနာတက်လာနေတာကြောင့်လာလန်ကိုဝင်မစစ်ခင်မှာကြိုပြီးတော့အတိပေးနိုင်မလားလို့မေးလိုက်ပါရင်လာလန်ကတော့သူကင်တွေ့နိုင်တာကြောင့်ပေးရမယ့်ပစံပမာဏကိုသူ့ကိုတော်ဝဲပေးပြီးတော့ကျန်တာနောက်မှပေးဖို့ပြောပါရင်နောက်တစ်ခါမှတော့ခွန်ရှောင်မှုနဲ့ပတ်သက်ပြီးတော့သတင်းပေးချင်တာကြောင့်လူတယောက်ကအမင်းစီကိုဖုန်းလန်းဆက်ပါရင်အမင်းကတော့မနေ့ပြန်ရုံးကိုလာဖို့ချိန်နေပြီမဲ့တစ်ဖက်ကလူကတော့အခုချက်ချင်းပဲသူ့ကိုလာတွေ့စီချင်ပါရင်အမင်းကတော့နောက်ကျနေပြီမလို့ မလာခြင်းပေမဲ့လည်းအချက်လက်တွေယူခြင်းတော့အခုသွားမှဖြစ်မှာကိုသိသွားပါရင်တကယ်တော့အမေကဘာသာမဲမလို့မိမဖြစ်သူကတော့ညမကြီးဖះเจ้าတော်ရင်သူ့ကိုအံ့ဩနေပါရင်အဲဒီတော့မှအမေကဖះเจ้าဘက်ကိုတန်းစီရင်လူတယောက်ကသူ့ကိုအုံသီးတွေနဲ့လိုအပ်တာတွေကိုပေးလိုက်ပါရင်အဲဒါကြောင့်အမေလည်းယူပြီးတော့ကားပေါ်ကိုပြန်တက်လာခဲ့ပါရင်အမေတယောက်သူယူလာတဲ့ပစ္စည်းတွေကနေစာဆောင်တွေ့သွားခဲ့ပါရင်အဲဒီစာထဲမှာတော့နံပါတ်တွေရေးထားခဲ့ပြီးတော့ယုံကနေဒီဒီအချက်လက်တွေယူဖို့အမေကိုပြောထားတာပါအဲဒီတော့မှတော့အမေက ဘသူ့အမမခိုင်းမင်းနေရုံးမလိုအပ်တဲ့အသေးစိတ်အချက်လက်တွေကိုတယောက်တည်းတိတိစိတ်ရှာဖွေနေပါတယ်။အရောက်တဲ့အခါမှာတော့အာမီကသူ့ရဲ့မျိုးသမီးကိုတော့စကားမပြောနိုင်မီစီရင်တဲ့အလူတွေကိုအမိဖမ်းနေပါတယ်။မိမဖြစ်သူကမိပြီမေအာမီကစီကန်းကြီးလွန်းတာကြောင့်မိမကိုတော့မပြောပြပါဘူး။အဲဒါကြောင့်အာမီကသူ့ရဲ့မိမကိုအရက်သားတယောက်လိုမျိုးပဲ TV ကနေဖြစ်ဖြစ်သတင်းစာကနေပဲဖြစ်ဖြစ်တီးရလိမ့်မယ်လို့ပြောလိုက်ပါတယ်။မိမဖြစ်တဲ့သူကတော့သူတစ်ချိန်လုံးပြုံးရှင်နေပြီမေ အာမီရဲ့ယူသားမှုကကြောင့်တစ်ချိန်ချိန်မှာပြဿနာတက်မအောင်ထိလန့်နေရပါပြီ။မိမဖြစ်သူကအမြဲလိုလိုနှစ်လကျော်ရင်ပြောင်းရှိစာကြလာပြီးတော့ယူသားရေးကမှုကြောင့်ပြဿနာတက်ရတာမလို့ဒီလိုမလုပ်ဖို့ပြောနေပါရင်။ဒါပေမဲ့အာမီကတော့လုံးဝလက်မခံပဲသူ့ရဲ့ဂုံမုတ်ကိုအဆုံးထိကာဝယ်ချင်နေပါသေးတယ်။အိမ်နောက်မှာတော့မိမဖြစ်သူကဘာမှမပြောချင်တော့တာကြောင့်အာမီကိုလဲလျှော့လိုက်ပါပြီ။အိမ်ယူနေ channel ကိုသတင်းစာရောက်လာခဲ့တာကြောင့်အာမီလိုက်တဲ့အခါမှာစာဆောင်ထွက်ကြလာပါလိမ့်။အိမ်စာထဲမှာတော့ယထာလန်တထားပေါ်ကအင်ကြီးပြားနေလူစီကနေ မြေဘဲဝယ်ပါလို့ရေးထားတာကိုအာမေကတွေ့လိုက်ရပါပြီအဲဒါကြောင့်အာမေလေးတရားဘုံကလူစီကနေမြေဘဲသွားဝယ်လိုက်ပြီးတော့မြေဘဲထုတ်ထားတဲ့ဆောင်ရွက်ကိုတွေ့လိုက်ရပါပြီအဲဒီဆောင်ရွက်ထဲမှာလေတရားမဝင်လုပ်ငန်းတွေအများကြီးရှိနေတာမလို့ထက်ရှာဖို့ပြောထားတာကိုအာမေတွေ့လိုက်ရပါပြီအဲဒီနောက်မှာအာမေဟာသူရထားတဲ့အချက်လက်နေရာအတိုင်းလိုက်ကြည့်ပြီးတော့တိန်လွန်စာတွေကိုစုဆောင်းနေပါပြီဒီလိုနဲ့ချိန်နေရာတွေကိုုံဆုံးလာပြီးတော့အာမေကတော့တရားပီတီရဲ့ပို့လို့တောင်ဖော်ထုတ်ချင်နေပါပြီအဲဒီညမှာတော့အာမေစီကိုဖုန်းဝင်လာပြီးတော့ အဲ့ဒီဖုန်းပိုင်ရှင်ကလေသူ့ကိုအချက်လက်ပေးရသူဖြစ်နေပါရင်ဝင်ငွေချက်ပူတွေပိုင်ဆိုင်မှုတွေကိုတွေ့ထားခဲ့ပြီးတော့မှတ်တမ်းအရတော့အခွင့်မဆောင်ထားရသေးရဘူးအာမီယာပြောပြနေပါရီဒါပေမဲ့အဲ့ဒီလူကငွေမဲတွေဘယ်မှာလဲဆိုတာကိုတော့မပြောပြရသေးတာကြောင့်အာမီလဲစကားအိပ်ပြီးတော့တောင်းနေပါရီအဲ့ဒီလူကတော့သူပြောထားတဲ့လူရဲ့အင်ကိုသာရှောင်းနေခင်ဝင်ရောက်စစ်ဆေးမယ်ဆိုရင်အာမီလူချင်းနဲ့အချက်လက်တီအားလုံးရလိမ့်မယ်လို့ပြောလိုက်ပါရီအာမီကတော့သူရာထူးထိခိုက်လောက်တဲ့အထိမစွန့်စားချင်တာကြောင့်တဖက်လူတွေဖုံးချသွားပါရီအင်းညမှာတော့အာမီလဲ မပြတ်သားနိုင်တဲ့သူရဲ့စိတ်ကိုတေးချာသိအောင်ညာလုံးပေါက်စဉ်းစားနေပါ ರಿ အဲဒါကြောင့်မိမဖြစ်သူအဘရောက်လာခဲ့ပြီးတော့အာမီကိုအဘိစကားပြောနေပါ ರಿ အိမ်နောက်မှာတော့အာမီကဒူလွဲတာတွေအတွက်အထက်လူကြီးကိုတင်ပြတဲ့ခါမှာအထက်လူကြီးကတော့မကြည်မနှက်နဲ့ပဲလက်မှတ်ထိုးပစ်လိုက်ပါ ರಿ အထက်လူကြီးကတော့အာမီဝင်ကြည့်မဲ့အိမ်ပိုင်ရှင်ကဘာတူလဲဆိုတာရင်သူရဲ့စင်တန်းရေတော့တီးပြီးမှပါလို့ပြောနေပါ ರಿ အဲဒါကြောင့်တကယ်လို့သာအာမီဝင်ရှာတာတွေမတွေ့ခဲ့ဘူးဆိုရင်တော့တစ်ဖက်လူကပထမဆုံးလုံမဲ့အလုပ်ကဥပဒေဖောက်တာဖြစ်လာနိုင်ပါ ರಿ အထက်လူကြီးကတော့ဒီလိုအခြေအနေတွေကြောင့်မေး စုံစမ်းစစ်ဆေးတပ်ဖွဲ့စီကနေကာဝေကောင်းကောင်းယူဖို့ပြောလိုက်ပါတယ်အဲ့ဒါဒီနေ့တွေမပြီးသေးပဲအာမေလောင်းငွေသားတွေရဲ့လုံခြုံရေးကလည်းအာမေတောင်းမဲဖြစ်မှလို့ပြောပါတယ်အဲ့ဒါကြောင့်ထက်လူကြီးကပေါ်ပြမှာပမာဏလောက်ရှိတဲ့ပစ္စည်းတွေကိုအာမေသာရှာမတွေ့ခင်ရင်တော့ပြန်ပြီးတော့တရားစွဲခံရနိုင်တယ်လို့ပြောလိုက်ပါတယ်ဘလိုပဲဖြစ်ဖြစ်အာမေကတော့ သူရဲ့ဆုံးဖြတ်ချက်ကိုမပြင်ကျင်တော့တာကြောင့်အားလုံးကိုတစ်ခါရီဆုံးဖြတ်ပြီးတော့လက်ခံလိုက်ပါရင်အိမ်နောက်မှာတော့အာမီတယောက်ယုံရောက်တဲ့အခါမှာဘယ်နေရာပါရီဘယ်သူကဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်လုပ်ဖို့ပြောလိုက်ပါရင်ဒါပေမဲ့စာရေးတွေကိုတော့အာမီကိုယ်တိုင်ပဲစစ်မှမလို့ကြိုပြီးတော့တတိပေးလိုက်ပါရီအိမ်နောက်မှာတော့လာလန်ကဗီဒီယိုသွားပြီးတော့ဘာရီစစ်ဆေးရမလဲဆိုတာမေးနေတာကြောင့်အာမီလည်းလာလန်မူမမှန်မင်းနဲ့သွေးပြက်နေတာကိုတတိထားမိတော့ပါရီအာမီကတော့လူတိုင်းကိုချိတ်ပိတ်စာရေးကိုစီပေးမှမလို့ကိုလိုရမဲတောင်းဝန်တာလုပ်ပါလို့မှားလိုက်ပါရီအိမ်နောက်မှာတော့လာလန်က ရုံးမာနေခဲ့ပြီးတော့အိမ်ညမှာပဲသူလဲစားထားတဲ့လူကြီးစီကိုဖုံးဆက်ကကြိုပြီးတော့တတိပေးနေခဲ့ပါရီဒီလိုနဲ့နောင်နေမနေရောက်တဲ့အခါမှာတော့အာမီယာသူ့ရဲ့ဝန်ထမ်းကြီးနဲ့တူအိမ်ပြီးတော့သွားပါရီလမ်းရောက်မှတီးလဲရတဲ့ဝန်ထမ်းကြီးကတော့အိမ်ပြီးတော့သာစီးနေမယ်ဆိုရင်မလိုက်ပြရစီနေလို့သာ ပြောနေခဲ့ပါရီအိမ်ပြီးတော့ကရွာသားတွေကိုကျွေးမွေးထားတာကြောင့်တကယ်လို့သာဒီလိုလုံးမရမယ်ဆိုရင်တော့မိသားစုဝင်တွေကိုတတ်ပြစ်မှလို့ဝန်ထမ်းတစ်ယောက်ကပြောပါရီအဲဒါကြောင့်အာမီလေးသူ့ရဲ့ဝန်ထမ်းကိုပြည်သူဝန်ထမ်းအနေနဲ့ဒီလိုမလုပ်သင့်ဘူးလို့ပြောလိုက်ပါရီဝန်ထမ်းကတော့သူ့ကိုတောင်းအောင်ရက်စိမ့်အောင်လက်ခံမှာမလို့ လုံးဝမလိုက်နိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်အာမီလည်းအဲ့ဒီဝန်ထမ်းကိုအလုံးနာဖို့ပြောလိုက်ပါတယ်။အာမီကတော့စုံစမ်းစစ်ဆေးတက်သားနေအောင်နဲ့ဌာနချုပ်မှဒီကိစ္စမပြီးမချင်းဝန်ထမ်းကိုထိန်းသိမ်းထားဖို့ပြောပါတယ်။အဲ့လိုနဲ့အာမီကယာမန်ရှဝါဆန်တို့ရှော်ဘီဝမ်ဘာရာကြောင့်သူတို့ကိုတကားဖွင့်ပေးဖို့အဆောင်ကိုပြောလိုက်ပါတယ်။ရောမန်ရှဝါဆန်ကတော့အေးချင်မြအောင်လက်ဖေးအရင်တောက်ပြီးမှစကားဆက်ပြောမယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်အာမီလည်းအရာရှိကိုမတိမမြင်မလို့ဖို့ပြောပြီးမြေရောမန်ရှဝါဆင်ကလေလွတ်တော်အမတ်တယောက်ကိုမတိမမြင်လာမလို့ဖို့ပြောသွားပြန်ပါရင် ရမန်ရှောဟာဆန်ကတော့အာမီကိုကုရီးယားကိုတီးဖို့နဲ့သူတို့စားတွေ့တဲ့နေ့တည်းဟာအပြက်လုတ်ခဲ့ရမှာလို့ပြောနေပါရင်ပြီးတော့အိမ်ဘီတော်ကိုဘယ်ဟာရှိမှဝင်မလာရတဲ့အကြောင်းရမန်ရှောဟာဆန်ကအာမီကိုသိမ့်မကြည့်ပါဘူးအဲနောက်မှာတော့အာမီကသူတို့ကိုစစ်ဆေးနိုင်တယ်လို့ပြောလိုက်တာကြောင့်ရမန်ရှောဟာဆန်လည်းတပည့်တွေကိုစစ်ခိုင်းလိုက်ပါတယ်အာမီကကြိုက်ရတဲ့တည်နှောက်ကိုခုတ်ခိုင်းတဲ့အခါမှာတော့ရမန်ရှောဟာဆန်ဟာဒီနယ်တော်ဝိုက်မှာအာမီရလွယ်လို့အားလုံးကသူ့ကိုလေးစားတဲ့သူတွေပဲလို့ပြောပါတယ်အဲဒါကြောင့်အာမီက ဂျီကေကိုလိအကြောင်းကြီးနဲ့လေတန်းအကြောင်းကြီးကိုတက်တည်ဖြစ်ခေါ်ထားလိုက်ပါရင်ရောမန်ရှွာဆင်ကတော့သူကနိုင်ငံကြီးတမောင်မှုငွေတွေကိုလှည့်သုံးနေတာဖြစ်ပြီးတော့လက်ပလာနေပြန်သွားမှာပဲလို့တက်အပ်ပြောနေပါရင်ဒိုင်မိတ်အာမီကသူလက်ပလာနေပြန်လာတာဟာမင်္ဂလာပွဲပြီးမှသူရောက်ကမအိမ်ကနေပြန်လာတာပဲရှိဘူးသေးတာလို့ပြောလိုက်ပါရင်ရောမန်ရှွာဆင်ကတော့အာမီဘာလို့မှရှာမတွေ့ဘူးဆိုရင်သူချရာအောက်မှာပြပြဝှက်ပြီးတော့အားလုံးရှိမှတောင်းပန်ရမယ်လို့ပြောလိုက်ပါရင်အဲဒီနောက်မှာတော့ရောမန်ရှွာဆင်ကလေသူ့အိမ်သားတွေရှိမှအာမီကိုအရှက်ခွဲပြီးတော့ပြောဆိုနေပြီမြေ အာမီကတော့လုံအောင်လက်ပြန်မသွားပါဘူးဒီလိုနဲ့ဒီကားကြီးပြေးပြီးတော့အားလုံးကိုစစ်ဆေးပါရီလာလန်ကတော့ပစ္စည်းတစ်ခုခုတွေ့လာခင်သူဖွက်ထားပေးမယ်လို့တီတိုးပြောလိုက်ပါရီအဲဒီနောက်မှာတော့ရှိသမျှလက်ဝတ်ရင်နာတွေကအစအခုမဆောင်ရသေးတာတွေအားလုံးကိုပါတိမ့်ပါရီဒါပေမဲ့သူတို့ကအဖွဲကြီးခွဲပြီးတော့ရှာကြည့်တာတော့ဘာမှမရှာမတွေ့ဖြစ်နေပါရီဘလိုပဲဖြစ်ဖြစ်အာမီကလက်မလျှော့ပေးရူပီတန်းလေးတောင်နေရာကိုမထွက်ထွက်လာအောင်ရှာဖို့ဆုံးဖြတ်လိုက်ပါရီရိုမန်ရှွာဆင်ကတော့အာမီကိုထွက်သွားဖို့အကြံပေးနေပြီးတော့ ိလိုမှမဟုတ်ရင်သူတရားရုံးထိတက်ပြီးတော့တရားရင်ဆိုင်ရလိမ့်မယ်လို့ပြောလိုက်ပါရင်အဲနောက်မှာတော့ခန်းနေကနေရောမန်ရှဝါဆင်ရဲ့မိထွက်လာခဲ့တာကြောင့်အမေကစကားတော့ပြောပါရင် ပြီးတော့ရောမန်ရှဝါဆင်မိကငွေမင်းနဲ့ပတ်သက်ပြီးတော့ဘာမှမသိပဲသူတနေကုန်ခန်းနေမှာပဲနေကြောင်းပြောလိုက်ပါရင်အဲဒါကြောင့်အာမီတို့လေအဖွားကြီးအဝိဘီကိုသွားစစ်တဲ့အခါမှာတော့မိခင်တက်တာကိုတွေ့သွားခဲ့ပါရင်အိမ်သားကြီးကလည်းမြန်ပြေးလာခဲ့ပြီးတော့သူတို့အမေနေမကောင်းတာကြောင့်မနှောက်ရှက်ဖို့ပြောပြီးမိအဖွားကြီးကတော့သူနေကောင်းချောင်းပြန်ပြောခဲ့ပါရင်ပြီးတော့မိခင်တက်တာတော့က ဘသူစီမာမမရှိတဲ့အခါမှာအာမီကတော့ဖြတ်ဖို့လုပ်ပြီးမင်းရောမန်ရှဝါစင်ကိုရင်တော့လာပေးပါရင်ဒါပေမဲ့ဘာမှရှာမတွေ့သေးတာကြောင့်အာမီတို့လည်းစိတ်ညစ်နေပါပြီအဲဒီနောက်မှာတော့အာမီမိမကရောမန်ရှဝါစင်ရင်အိမ်တကားဝအထိကိုရောက်လာခဲ့ပြီးတော့အာမီစားဖို့မုန်းလာဖို့ပါရင်အာမီလည်းဘာမှရှာမတွေ့တာကြောင့်သူ့အမားလုံးဝပြီထင်တယ်လို့ဇနီးကိုပြောလိုက်ပါရင်ဒါပေမဲ့ဇနီးကတော့အာမီကိုအပြေးအဝယုံကြည်နေပါရင်အိမ်နောက်တော့ဖျားဆောင်ကိုဝင်ပြီးတော့စစ်ဆေးဖို့စူးစမ်းနေတဲ့ဖွဲ့သားတွေကိုရောမန်ရှဝါစင်တို့မိသားစုဝင်ကကြားပါရင် အမေရဲ့ယင်အတွေ့အကြုံရဆိုရင်တော့ဖះဆောင်တွေမှာငွေတွေဝက်ထားတဲ့တာကြောင့်ရှာကိုရှာမယ်လို့ပြောပါရီတကယ်တမ်းဖះဆောင်ကိုဝင်စစ်တော့လေဘောင်မမတွေ့တာကြောင့်သူတို့အဖွဲ့အပြင်ကိုပြန်ပြီးတော့ထွက်လာခဲ့ကြပါရီအဲဒီချိန်မှာအမေကအပြင်မှာထားခဲ့တဲ့သူ့ရဲ့အိတ်ထဲမှာစာရဆောင်ရောက်နေခဲ့တာကိုတွေ့ပြီးတော့တနေရာမှာတီးသန့်သွားပြီးတော့ဖတ်ပါရီအဲဒီစာထဲမှာတော့မီးပုံတရွတ်ထက်ထက်ပေးထားပြီးတော့အမေကိုယုံနေလို့ရေးထားပါရီအဲဒါကြောင့်အမေလည်းမီးပုံတွေအတိုင်းမှာမူမန်တဲ့နေရာတွေကိုခွဲထုတ်တဲ့အခါမှာငွေမဲတွေကိုတွေ့လိုက်ရပါရီ တကယ်အာမီရှာတွေ့ခဲ့တာကြောင့်ရောမန်ရှွာစင်ကအပြင်ကိုခေါ်ပြီးတော့အာမီပြင်ရူပီ9သိန်းပေးမယ်လို့ပြောလိုက်ပါရင်ဒါပေမဲ့အာမီကလက်မခံတာကြောင့်ရောမန်ရှွာစင်ကတော့ဖြစ်လာမယ့်စူးကြိုးတွေနဲ့ချင်းချောက်ပါရင်မြေပုံထဲမှာပါရင်မထင်မှတ်ထားတဲ့နေရာတွေကနေငွေမဲအလုံးကိုတူးဖို့နိုင်နေတာကြောင့်ရောမန်ရှွာစင်ကလည်းအတော်လေးကိုစိတ်ပြက်လာပါရင်အိမ်တော့မှတော့တီးမခံနိုင်တော့ပဲရောမန်ရှွာစင်ကသူ့အိမ်ကတနက်ကိုယူပြီးတော့အာမီကိုပြစ်ဖို့လုပ်ပါရင်ဒါပေမဲ့ဇနီးကဝင်ထားခဲ့တာကြောင့်ကြီထွက်ပြီးတော့မျက်နှာချက်ကိုထိသွားတဲ့အခါမှာ ညနေကျအပေါက်ကနေငွေတွေထွက်ကြလာပါရင် အာမီလေးရောမန်ရှောဝါစင်လက်ထက်အတနက်ကိုယူပြီးတော့ညနေကျအနှံ့ကိုပြစ်လိုက်တဲ့အခါမှာတော့နေရာအနှံ့ကနေရွှေတွေကျလာပါရင်အိမ်နောက်မှာရောမန်ရှောဝါစင်ကမစ္စတာရောမီရှောဝါကစင်နေဖုံးပြောချင်တာကြောင့်အာမီလေးပြီးဆက်လိုက်ပါရင်ရောမန်ရှောဝါစင်ကတော့စစ်စေးသိမ်းစီတာကိုသာရက်မယ်ဆိုရင်ဘယ်သူလုံးမှမထီးခိုက်စေရဘူးလို့ပြောလိုက်ပါရင်ဒိုင်မင်းရောမီရှောဝါစင်ကတော့ "तू ကနောက်၆လပဲအလုပ်လုပ်ရတော့မှာမလို့အလုပ်ပြုတ်လေမထူးလို့ပြောလိုက်ပါရင်အိမ်နောက်ရောမန်ရှောဝါစင်လေးချင်းချောက်နေတာကြောင့်ရာမီက ရောမန်ရှဝါဆင်ပြေးကျင်တဲ့လောက်ပြင်းနေအောင်ကားဝစီစဉ်ပေးမယ်လို့ပြောပါတယ်ရောမန်ရှဝါဆင်ကဘလူဘေးနားချချဘလူဘေးချိန်ချောက်ချောက်အာမီကတော့လက်မလျှော့ဘဲနဲ့သူတိထားတဲ့ပမာဏမပြည့်မချင်းရှောက်သွားမယ်လို့ပြောလိုက်ပါတယ်အိမ်နောက်မှာတော့ရောမန်ရှဝါဆင်လည်းစစ်စင်းမှုကိုတားဆီးဖို့အတွက်ကားနဲ့အပြင်ကိုထွက်သွားပါတယ်ဒါမှမဟုတ်ဝင်းကြီးကအိမ်ပြန်သွားပြီမလို့ရောမန်ရှဝါဆင်လည်းဝင်းကြီးအိမ်ထိကိုလိုက်သွားပါတယ်ဝင်းကြီးကတော့သူ့လောက်မဟုတ်တာကြောင့်အခုရုံးကိုသူဘလူမအမိတ်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်အိမ်နောက်မှာတော့တပည့်တွေကအာမီကိုတတိထားဖို့နဲ့အခုဆိုရင် ရောမန်ရှောဝါစင်ကအထက်အရာရှိတွေကိုသွားပြီးတော့နမူနစာလုံးမာလို့ပြောလိုက်ပါရီအာမီယာလီရောမန်ရှောဝါစင်အပြင်ထွက်သွားတာက အာနာဘိုင်ကိုဖိအားပေးဖို့ဆိုတာကိုသိထားပြီးပါပြီဒါပေမဲ့မြင်ဆုံးမိတ်တွေရောက်လာတတ်တာကြောင့်သူတို့တွေတတိထားဖို့လိုတယ်လို့အာမီယာပြောပါရီဒီမိတ်ကြီးကြားလာဖို့ဆိုရင်အချိန်၁၄နာရီယာနေ၁၈နာရီလောက်ယူရမှာမလို့အဲ့အမတိုင်ကမှရှာဝေတင်းစီမှုတွေကိုလုံးရမယ်လို့အာမီယာအဖွဲ့သားတွေကိုပြောလိုက်ပါရီတပည့်တွေကတော့ရောမန်ရှောဝါစင်ကအာမေ့ဇနီးကိုရောသူတို့မိသားစုဝင်တွေကိုတတ်ပြစ်နိုင်တယ်လို့ပြောလိုက်ပါရီဒါပေမဲ့အာမီယာကတော့ အလုံးရေးလုံခြုံရေးအတွက်အာမခံနေပါတယ်။အဲဒါကြောင့်အာမီကဒီကိစ္စကိုအမြင့်ဖြတ်ဖို့အတွက်အချိန်တော့ယူရမယ်လို့ပြောပါရင်။အဲနောက်မှာရောမန်ရှောဝါဆင်ကအထက်လူကြီးတွေရာရှိတွေနဲ့ဒီစီးနှင်းမှုအကြောင်းကိုပြောပါရင်။ဒါပေမဲ့အာမီမာကအချက်လက်အမှန်ကန်နေရှိနေကြတာကြောင့်ဘယ်သူမှတားမရဖြစ်နေပါရင်။အဲနောက်မှာအာမီကဆိုင်းရလူတွေကိုလက်မှတ်ထိုးခိုင်းပြီးတော့ဒီပစ္စည်းတွေကိုအစိုးရပိုင်းဖြစ်နေပြောင်းလဲပါရင်။ဒါပေမဲ့အစိုးရပိုင်းလုပ်ရင်လေလူလူအတွက်အသုံးပြုရင်ရောမန်ရှောဝါဆင်လိုလူတွေပဲပြန်ပြီးတော့ရမှာပါ။ အမေကတော့ဒီလိုထပ်မဖြစ်အောင်သူကလိုက်ပြီးတော့ခြင်တွေ့နေမှာပါပဲအဲဒါကြောင့်ဗန္ဒာယီဝင်းကြီးစီကဖုန်းလာတာကြောင့်အမေခြင်လိုက်ပါရင်ဝင်းကြီးကတော့စစ်စစ်အောင်မြင်မီမလို့ညာအထီမနေပဲပြန်မှုပြောနေတာမှာဒါမှမဟုတ်အမေကတော့တီထားရီတရားမဝင်ငွေပမာဏတော်တော်များများကပြန်မရသေးတာကြောင့်ပြန်မယ့်ငွေပမာဏပြည်တာနဲ့ရှာဖွေတင်းစီတာရက်ပေးမယ်လို့ပြောလိုက်ပါရင်အဲဒါကြောင့်ဝင်းကြီးလည်းဘာမှဆက်မပြောတော့ဘဲအမေသဘောသာလှုပ်စီပါရီအဲနောက်မှာတော့ရောမန်ရှောဟာစင်ရဲ့ချွေးမကညာချိန်မတော် အာမီစီကိုရောက်လာခဲ့ပြီးတော့မိမမာယာနဲ့အနိုင်ဖို့စ조사ပါရီဒါပေမဲ့ရောမန်ရှောဝါစင်အမီပေါ်လာခဲ့ပြီးတော့တွေ့သွားခဲ့တာကြောင့်မြေချွေးမရဲ့အကျန်စီတွေပြတ်သွားပါရီအဲဒီနောက်မှာအာမီလည်းမိမကိုဖုန်းဆက်ပြောပြတော့မိမဖြစ်သူကစိတ်ပူနေပြီးတော့ပြန်လာခိုင်းပါရီဒါပေမဲ့အာမီကလက်မလျှော့ကျင်သေးတာကြောင့်မပြန်လာဘဲနဲ့ဆက်ရှာဖို့အဆုံးဖြတ်လိုက်ပါရီအဲဒီနောက်မှာတော့ရောမန်ရှောဝါစင်ကလက်မလျှော့သေးဘဲဒီကိစ္စကိုဒါစီပြီးလိုက်ပြောနေပြန်ပါရီပြီးတော့ရောမန်ရှောဝါစင်က ူစီကနေပါတီရံမုံဝေးဆိုပြီးတော့ပတ်စံတောင်းထားတဲ့သူတွေကိုဒီချိန်မှာသူ့ကိုကာကွယ်ပေးဖို့ပြောနေတာပါအဲဒီနောက်မှာတော့ရောမန်ရှော်ဝါဆင်ကအမေကိုတားနိုင်မယ်တခုတည်းသောနီးလန်းကိုရာသွားခဲ့ပါတယ်တစ်ဖက်မှာတော့အမေမြေပုံကိုကြည့်နေတော့အဖွားကြီးကဆွဲယူလိုက်တာပါအဖွားကြီးကသူ့အိမ်မြေပုံမှန်းတီးတဲ့အခါမှာသူကအိမ်ကိုဘာတူရှာစတရီတိုင်းဆောက်ထားခဲ့တာလို့အမေကိုပြောနေပါတယ်ဒါပေမဲ့သူ့သားကြီးကအိမ်ပုံစံကိုပြန်ပြောင်းဆောက်ထားတာလို့ပြောလိုက်ပါတယ်အဲဒါကြောင့်အမေလည်းစိတ်ဝင်စားပြီးတော့မေးလိုက်တဲ့အခါမှာ အဖွားကြီးကအိမ်ကတိုင်လုံးကြီးတွေအကြောင်းကိုပြောလိုက်ပါရင်အိမ်နောက်မှာတော့အာမီကတိုင်လုံးနဲ့လေကားတွေကိုထုခွဲပြလိုက်တဲ့အခါမှာရွှေတွေထွက်လာခဲ့ပါရင်ရောမန်ရှောဝါဆင်ရဲ့ညီကိုညောင်ကတော့စောက်တဲ့သူဝက်ထားတယ်လို့သာပြောပြီးတော့စကားကြီးများနေကြပါရင်အိမ်နောက်မှာတော့အာမီကစာရွက်စာတမ်းတချို့ကိုတွေ့သွားခဲ့ပြီးတော့ရောမန်ရှောဝါဆင်ရဲ့ညီကိုလာပြပါရင် ပြီးတော့အာမီကလည်းအဲ့လူနာမည်နဲ့ဘာစည်းဝါးကြီးလုံနေလဲသိလာလို့မေးပါရင် တကယ်တော့သူရဲ့နာမည်နဲ့ယမကာစတိုရီအပါအဝင်ကျမ်းမာရေးဌာနတော်ပါနေသေးတာကြောင့်ရေးရူတာပြလိုက်ရင်တေချာပေါက်ဖန်းခံရမှာပါ ဲဒါကလေနိုင်ငံတော်တစ္ဆာဖောက်မှုမြောက်တာကြောင့်အာမီယာတိုင်မှုအဆုံးဖြတ်လိုက်ပါရီဒါပေမဲ့ငွေလေတာတွေအလုံးကရောမန်ရှော်ဝါဆင်ရဲ့ရောက်ဖားကပဲအကုန်ကင်တာပါလို့အာမီကိုပြောပါရီအာမီယာလေးဟွက်ထားတဲ့ငွေတွေနဲ့တည်ထားသမျှအကြောင်းတွေအကုန်ပြောဖို့အချက်ကန်လိုက်ပါရီတကယ်တော့အဲဒီစာရီတွေကပြောင်းနေတာဖြစ်ပြီးတော့အာမီတက်တက်အချက်ကန်လိုက်တာပါတစ်ဖက်မှာတော့ရောမန်ရှော်ဝါဆင်ကဝင်းကြီးကျုံနဲ့တွေ့ဖို့တောင်းဆိုနေပါရီရောမန်ရှော်ဝါဆင်ကတော့အခွန်ဌာနကသူ့ရဲ့အိမ်ကိုဝင်စီးနေတာကြောင့်အမြန်ဆုံးတားဆီးနိုင်မှုတွေဝင်းကြီးကျုံနဲ့တွေ့ကျင်တယ်လို့ပြောလိုက်ပါရီ ဒါပေမဲ့ဘလို့မှအကူအညီလို့မရတာကြောင့်ရောမန်ရှွာဆင်လည်းစိတ်ပြတ်နေခဲ့ပါရီတဖက်မှာတော့အာမီကထပ်ပြီးတရားရဲအချက်လက်တွေနဲ့တူရောမန်ရှွာဆင်ပိုင်ဆိုင်ရေးနေရာတိုင်းကိုပိုက်စိတ်တိုက်ပြီးတော့ရှာဖွေပါရီအဲဒီနောက်မှာတော့လက်နောင်းကရာမီရှွာရဲ့လက်အုပ်ခန့်ကြီးပူပေါင်းမိသွားခဲ့တာကြောင့်ဝင်းကြီးကျုံနဲ့မတွေ့ရရင်ရာရီဟာရန်တီဝါရီရဲ့အစိုးရဖွဲ့နဲ့ဖြေရှင်းမယ်လို့ရောမန်ရှွာဆင်ကအချက်ခံလိုက်ပါရီအဲဒီနောက်မှာတော့အာမီကအဖွဲ့ကြီးခွဲပြီးတော့ရာကစ်စင်တို့စေယုံတွေကနေအကုန်သိမ်းလာခိုင်းပါရီနောက်တစ်ဖွဲ့ကတော့တမဝရယမဘန်နီကိုသွားစီခဲ့ပြီးတော့လော်ဂါရီကိုပိတ်ဖို့ပြောလိုက်ပါရီ ပြီးတော့ရုရှားမှာဆက်ယုံနေတဲ့စာရီဆန်ဆက်တီးရဲ့ဗန်စင်းတွေကိုအကုန်ပိတ်ဖို့နဲ့အခွန်ရှောင်မှုရေးပါဝင်နေကြောင်းကိုပြောလိုက်ပါရင်အိမ်ညမှာပဲဝင်ကြီးချုပ်ကဖုံးဆက်ပြီးတော့အာမီယောင်ရောမန်ရှောဝါဆင်ကိုတန်တရားရှိနေတရားဝင်ပေါင်းနေလို့ဖို့ပြောပါရင်ဒါပေမဲ့အာမီယောင်ရောလက်မလျှော့ပဲဝင်ကြီးချုပ်ကိုချီးကဲတောင်းဆိုတာမျိုးတွေမဟုတ်ရင်လာစွာထုတ်ပေးဖို့ပြောလိုက်ပါရင်အဲဒါကြောင့်ဝင်ကြီးချုပ်ကလည်းရုံးကနေပြန်ပြီးတော့ဆက်သွေပါမယ်လို့သာပြောပြီးတော့ဖုံးချသွားပါရင်ဝင်ကြီးချုပ်ကအာမီလိုအရာရှိမျိုးကိုဖိအားပေးမရဘူးလို့ရောမန်ရှောဝါဆင်ကိုပြောပါရင်ဝင်ကြီးချုပ်ကတော့အာမီယောင် တရားဝင်ပေါင်းတွေကလုံနေတာမလို့ရမန်ရှဝါဆင်ကိုလေတရားဝင်သာလုပ်ဖို့ပြောလိုက်ပါရင်ရမန်ရှဝါဆင်ကသူ့ရဲ့အနေတဝိုက်မှာဘသူမှလာထီးမရအောင်ဩဇာရှိတဲ့သူဖြစ်ပြီးတော့ဒီစီးနှီးမှုသာပေါက်ချိုင်းသူ့ရဲ့ဂုံတိတ်ခါရီကရည်စုံမျောရမှာလို့ဝင်းကြီးချုပ်ကိုပြောနေပါတယ်ပြီးတော့ရမန်ရှဝါဆင်ကဝင်းကြီးချုပ်ရဲ့ကိုယ်စလေလောင်းမလို့ဝင်းကြီးချုပ်တိတ်ခါကြတယ်လို့ပြောနေပါတယ်အဲဒီနောက်မှာရမန်ရှဝါဆင်ကကြံရမရတဲ့အဆုံးမှာအာမေစီကိုဖုန်းဆက်ပြီးတော့အိမ်မှာကြံခဲ့တဲ့မိန်းမရဲ့အသက်နဲ့ချင်းချောက်ပါတယ်အဲလိုနဲ့အာမေက အိမ်မှာကြံခဲ့တဲ့မိမကိုချက်ချင်းဖုန်းဆက်ပြီးတော့ခေါ်ပေမဲ့ဖုန်းကလုံးဝမကိုက်ပါဘူး။အဲဒါကြောင့်တပည့်တွေလွတ်ပြီးတော့ရှာခိုင်းပါရီ။တကယ်တော့မိမဖြစ်သူကအပြင်သွားနေတာဖြစ်ပြီးတော့သူ့ရဲ့ကားဘေးကိုဆိုင်ငယ်နစီကချိတ်ကပ်လာပါရီ။ပြီးတော့အတန်းငယ်ထိပေါင်းအောင်လာလို့တာကြောင့်စုံစမ်းထောက်လိုင်းရုံးချုပ်တွေကိုအမြန်မောင်းခိုင်းလိုက်ရပါရီ။အိမ်နောက်မှာတော့ကားမောက်ခန်းကြီးဆဲဆဲမှာဒရိုက်ဘာတုံမှုကြောင့်မမောက်ဘဲနဲ့ဆေးရုံနဲ့တန်းရောက်သွားပါရီ။အဲ့လိုနဲ့မိမဖြစ်သူကကားမန်ကိုထုံးနေရိုက်တာကြောင့်မျက်နှာကိုမှန်ကွဲစအနေငယ်ဝင်သွားခဲ့တဲ့အကြောင်းယောက်ျားဖြစ်သူကိုပြန်ပြီးတော့ပြောပြပါရီ။ အဲဒါကြောင့်အာမီလင်းဇနီးတွေရဲဆောင်းလျှောက်စီစဉ်ထားပြီးတော့အခုဆိုရင်အိမ်ဘက်ကိုအထူးစုံစံရေးတပ်ဖွဲ့ကလာနေပြီလို့ပြောလိုက်ပါတယ်။အဲနောက်မှာအင်ဂိုရောမန်ရှောဝါဆင်ပြန်ရောက်လာပြီးတော့အခုဆိုရင်အာမီမှာရန်သူတွေပဲရှိတော့တဲ့အကြောင်းကိုပြောနေပါတယ်။ရောမန်ရှောဝါဆင်က နေမြေချိတ်ထွင်းနေရတဲ့အချိန်တုန်းကအိမ်သားတွေကအိမ်ပြင်မဲ့ဆိုပြီးတော့သူ့ရဲ့ငွေတွေကိုဘက်ကအိမ်ထဲမှာပဲဝတ်ထားခဲ့ပါတယ်။ဒါကြောင့်ရောမန်ရှောဝါဆင်ကသူဟာလူယုံတက်တာခံရတာပဲလို့ပြောလိုက်ပါတယ်။ပြီးတော့မိသားစုဝင်တွေကပဲအချက်လက်တွေကိုပါရာရှိကိုပေးလိုက်မယ်။ ရောမန်ရှောဝါဆင်ကတည်သွားခဲ့ပါပြီ။ရောမန်ရှောဝါဆင်ကလေတိဇာဖောက်တဲ့အိမ်သားတွေကိုဝန်ခံခိုင်းပေမဲ့တရားမဝင်မခံခဲ့ပါဘူး။ဒီလိုနဲ့ထွက်ဆိုချက်လိုသေးတာကြောင့်အာမေရသွားပြောရိခါမှာရောမန်ရှောဝါဆင်ကအာမေရှိဘန်စင်းလေးကိုဒေါ်လာ9သိန်းပေးမှမလို့တိချပြန်ပြီးတော့စဉ်းစားစီချင်ပါရီ။နောက်နေ့မနက်မှာတော့အာမေတို့ကိုအိမ်ကနေပြန်ထွက်မရအောင်ရောမန်ရှောဝါရဲ့လူတွေကတားဖို့ကြံပါရီ။တကယ်လေအဲ့လူတွေအင်အားကတမျိုးနဲ့ဇာလောက်ရှိပြီးတော့လူတွေအားလုံးဟာဒုတိယဓာတ်ကြီးကန်ဆောင်လာကြပါရီ။အိမ်သားတွေကတားပြီးမင်းရောမန်ရှောဝါဆင်ကလက်မခံတာကြောင့် အားလုံးကလက်မြောက်အရှုံးပေးလိုက်ရပါတယ်။အမေကတော့ပြင်မာစုပူနေတဲ့လူအုပ်ကြီးကိုစပီကာတစ်ခုနဲ့អော်ပြီးတော့ဖြောင်းပြနေပါတယ်။အားလုံးကတော့အတင်းကိုတွေ့တက်လာခဲ့တာကြောင့်ရေးရည်လည်းမနိုင်တော့ပါဘူး။အဲဒါကြောင့်သူတို့လည်းဘလူကာဝေးရမလဲဆိုတဲ့နီလန်းကိုစပြီးတော့စဉ်းစားပါတယ်။အိမ်တော်မှာလာပြီးတိုက်ခိုက်တဲ့သူတွေကိုအမေကပေးထားတဲ့ခရီးတိုင်းတိုက်ခိုက်ပြီးကာဝယ်ပါတယ်။ဒီလိုနဲ့အမေကဝန်ထမ်းအားလုံးအသက်ကိုကယ်ပြီးတဲ့အခါမှာ အကူအညီသွားတောင်းခိုင်းပြီးတော့သူကတော့နေရခဲ့ပါရီအိမ်နောက်လူအုပ်ကြီးဟာရောမန်ရှော်ဝါဆင်းရဲ့လမ်းညွှန်မှုနဲ့အာမီကိုတတ်ဖို့ကြံပါရီအာမီဟာတနက်ကြီးလေးမရှိတာကြောင့်ပြန်မပြစ်နိုင်တော့ပဲအခန်းထဲပိတ်မိနေပါရီအာမီတယောက်သူ့မိမတတ်ဖို့ကိုကြည့်ပြီးတော့ဆေးပြက်လက်ပြက်နဲ့အခန်းထဲမှာထိုင်နေပါရီအိမ်နောက်မှာတော့ဝင်းကြီးချုပ်အကူအညီနဲ့ရဲတွေရောက်လာပြီးတော့လူအုပ်ကြီးကိုဖျက်ပြင်းနိုင်ခဲ့တယ်လို့အာမီအသက်ကိုပါကေတင်နိုင်ခဲ့ပါရီဒီလိုနဲ့ရောမန်ရှော်ဝါဆင်းဟာနောက်ဆုံးမှာငွေမဲသိမ်းဆည်းမှုနဲ့ထောင်ချသွားခဲ့ပါပြီရောမန်ရှော်ဝါဆင်းဟာ သူဖမ်းမခံရခင်မှာမိသားစုဝင်တွေကတစ္ဆာဖောက်ကိုမေးပေမဲ့အမေကလုံးဝမပြောပြခဲ့ပါဘူး။အိမ်တော်မှာတော့ရာမန်ရှောဝါဆင်ကထောင်ထဲရောက်တဲ့တိုင်အောင်တရားခံကိုဖော်ထုတ်နေတော့မှပဲ။တကယ်တော့သတင်းပေးတဲ့သူဟာတာယာနဲ့သူ့ချစ်သူပါပဲ။ဒါရောက်ကိုရာမန်ရှောဝါဆင်ကနိုင်ငံရေးအပီးယူနေနဲ့ဘာမှမလုပ်တတ်မကင်တဲ့သူ့ရဲ့သားနဲ့ပြီးစားလိုက်တာပါ။သတင်းပေးတဲ့သူကိုတီကြပါဦးရာမန်ရှောဝါဆင်ကတတ်မှမလို့အမေကပဲဖုံးကွယ်ခဲ့ပါရီ။အိမ်တော်မှာအမေကပြောင်းရွှေ့စာကြားလာပြီးမလို့ လာလန်းကိုတောင်းဝန်နေပြီးခဲ့ပါရင်ဒီလိုနဲ့တောင်းဝန်သည့်အခွင့်အရေးရှိအားနောက်တစ်မြို့နေမှာလေယူသားစွာဆက်ပြီးတော့နေထိုင်နေဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါရင်